မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 25ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်အမ်းမြုံနယ်နဲ့မကွေးတိုင်းအစပ်မှာရှိတဲ့အရခတက်တော် AA ဥဆောင်ပြီးတော့တိုက်ခိုက်နေတဲ့နတ်ရီကန်ဘျူဟာစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီဘက်ကအထိနာပြီးတော့ထွက်ပြေးသူတွေများပြားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မဖဲမြို့အပိုင်းနတ်ရီကန်ဘျူဟာဂုံးစခန်းဟာ AA ရဲ့ဝိုင်းရပိတ်ဆို့တိုက်ခတ်မှုကိုခံနေရတဲ့အတွက် တိုက်ပွဲဟာပြင်းထန်နေပြီးတော့စစ်ကောင်စီတပ်သားများအထိနာကထွက်ပြေးမှုတွေများများနေတယ်လို့ရှေ့တန်းရောက်မြေပြင်သတင်းရင်းမြစ်ကပြောပြထားပါတယ်။တိုက်ပွဲကစခန်းကုန်းအနီးအထိကိုရောက်နေပါပြီ။လက်ရှိ AA ကအဲ့ဒီစခန်းကိုပိတ်ဆို့တိုက်ခိုက်နေတယ်။ AA ဘက်ကလက်နက်ကြီးတွေနဲ့လည်းပစ်လို့စခန်းမှာကြာတာရှိတယ်။ တောင်တစုမြောက်တစုနဲ့စစ်ကောင်စီတွေထွက်ပြေးနေကြတယ်လို့ပြောဆိုထားပါတယ်။နိုင်ရီကန်စခန်းသိမ်းတိုက်ပွဲကနေထွက်ပြေးလာတယ်။စစ်ကောင်စီတပ်သားတချို့ဟာအေးအေးထမ်းမှလက်နက်ချလင်းဝင်တဲ့သူတွေလည်းရှိနေတယ်လို့မြေပြင်သတင်းအရေးမြစ်ကပြောပါတယ်။တချို့ကလည်းဗရန်ဘက်ကိုနောက်ဆုတ်နေတဲ့အတွက်လမ်းမှာအရှိုချင်းကာကွယ်ရေးတပ် ACDF အရှိုရဲ့ခြုံခိုတက်ခိုက်ခြင်းကိုလည်းခံနေရတယ်လို့ပြောပြထားပါတယ်။အခုဆိုရင်စစ်တပ်ဘက်ကလေကြောင်းပစ်ကူတွေရှိတယ်။ဘလို့ပဲတိုက်ခိုက်တိုက်ခိုက်ပါအေးအေးရဲ့လက်တံကိုကြကြခံနိုင်မှာမဟုတ်ပါဘူး။ အထိနာတော့ထွက်ပြေးတယ်အေစီမှာအလင်းဝင်ကြတာတွေရှိတယ်တချို့ထွက်ပြေးတဲ့ကောင်တွေကတော်လိုင်းတပ်ဖွဲ့တွေရဲ့ခြုံခိုးကြားပြတ်တိုက်ခိုက်တာကိုခံနေရတယ်လို့ပြောပြထားပါတယ်အဲ့ဒီနိုင်ရီကစခန်းကနေတက်ဆုတ်လာတယ်အင်အားတရာကျော်ကပါတဲ့စစ်ကောင်စီရဲ့ရင်နန်းကို ACDF အရှုကဖေဖော်ဝါရီလ22ရက်နေ့နေ့လယ်တနအိခွဲမှာ ပြင်းဝဆစ်ဆဲရိတ်ခိတ်အနောက်ဘက်မီတာ3000ခန့်အကွာနယ်ရေကန်လမ်းဟောင်းမှာဂျားပြတ်တိုက်ခတ်ခဲ့သေးတယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီတိုက်ခတ်မှုကြောင့်အကြမ်းမဲ့စစ်သား9ဦးပွဲချင်းပြီးတိတ်ဆုံးပြီးလက်နက်များကိုလည်းတင်းစီရမိခဲ့တယ်လို့စစ်ကောင်စီရင်၄စီးတဲကဒဇီဟာပြတ်စီးသွားပြီးတော့ဒဇီဟာမီးလောင်ကျွမ်းခဲ့တယ်လို့ ACDF အရှိုးကဖေဗူလာ23ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။ ဖေဖော်ဝါရီလ19ရက်နေ့ကလည်းနိုင်ရီကန်စခန်းဗျူဟာကိုစစ်ကူလာတဲ့စစ်ကောင်းစီစစ်ကြောင်းကိုငဖဲမြို့နယ်အမ်ဘရန်လမ်းပေါ်မှာရှိတဲ့ဆက်စီရွာနဲ့ပြင်းဝကြေးရွာကြားလမ်းမှာ340ခွေအနီးမှာ ACDF အရှိုကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဖေဖော်ဝါရီလ21ရက်နေ့မှာရုတ်တန်တဲ့တကထုတ်ပြန်ဖော်ပြထားပါတယ်။အင်အား400ခန်းရှိတဲ့နိုင်ရီကန်ဗျူဟာစခန်းကြီးကိုဖေဖော်ဝါရီလ18ရက်နေ့ကစတင်ပြီးတော့ AA ကထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အကြမ်းဖက်စစ်ကောင်စီကစစ်မှုထမ်းခေါ်ယူရမှာကြေးရွာနဲ့ရက်ကွက်အုပ်ချုပ်ရေးမှုအဖွဲ့များရဲ့လုံခြုံရေးအတွာမကြသေးမီကမှကောက်ယူထားတဲ့သကောင်စီရင်ကိုအခြေခံပြီးတော့ခေါ်ယူတော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်မှုထမ်းအပတ်စဉ်တစ်ကစတင်ပြီးတော့စစ်မှုထမ်းအပတ်စဉ်တဆယ်အထိစစ်မှုထမ်းများကိုခေါ်ယူရမှာကြေးရွာနဲ့ရက်ကွက်အုပ်ချုပ်ရေးမှုအဖွဲ့များကတင်ပြတဲ့စရင်အပေါ်ကိုအခြေခံပြီးတော့ခေါ်ယူခဲ့တော်လဲယခုအခါမှာ အခုလိုမျိုးခေါ်ယူမှုအစားလူဝင်မှုကြီးကြပ်ရေးအဖွဲ့က2024ခုနှစ်အတွင်းမှာကောက်ယူခဲ့တဲ့သကောင်စီရင်ကိုအခြေခံပြီးတော့ခေါ်ယူမှာဖြစ်တယ်လို့သိရပါဗျ။ရန်ကုန်မှာရှိတဲ့မြို့နယ်ရက်ကွက်တွေမှာစစ်မှုထမ်းစရင်ကောက်ယူမှုကိုရက်ဆိုင်ခိုင်းလိုက်ပါပြီ။နောက်ဘကကကောက်ယူထားတဲ့သကောင်စီရင်အရပဲကောက်ယူထားတဲ့စရင်မှာပါဝင်နေစစ်မှုထမ်းမှုအကျုံးဝင်တဲ့အသက်အရွယ်အားလုံးကိုသကောင်စီရင်ကိုအခြေခံပြီးတော့ရွေးချယ်မယ်။အဲ့ဒီထဲမှာခရီးသွားနေတဲ့သူတွေပြည်ပရောက်နေတဲ့သူတွေကိုလည်းပြန်ပြီးတော့ဆင့်ခေါ်မယ်စနစ်ကိုကျင့်သုံးမယ်လို့သိရတယ်လို့ ရန်ကုန်တိုင်းစစ်ကောင်းစီတရင်အရေးမြစ်ကရှင်းပြထားပါရယ်စစ်မှုထမ်းရန်ပြက်ကွက်ပါကမြည်သူမစိုးအမည်ပြက်စရင်နဲ့ဖမ်းဝရန်ထုတ်ခံရတဲ့စရင်ထဲမှာထဲသွင်းခံရမှာဖြစ်တယ်လို့သိရပါရယ်ပြည်ပရောက်မြန်မာများနဲ့ပတ်သက်ပြီးတော့စစ်မှုထမ်းရန်စရင်များကိုတတ်ဆိုင်ရမိသားစုကနေတစ်ဆက်ဆက်သွယ်မှာဖြစ်တယ်လို့သိရပါရယ်အကယ်၍ပြည်ပရောက်မြန်မာများကစစ်မှုထမ်းရန်မလာရောက်ခြင်းမဆက်သွယ်ခြင်းတို့ကိုပြုလုပ်ပါကသက်ဆိုင်ရာရဲ့အရေးယူဆောင်ရွက်ခြင်းများရှိမှဖြစ်ပြီးတော့ blacklist ခေါ်တဲ့အမည်ပြဆိုင်ရင်ဖောင်ရန်ထုတ်ခံရမယ်ဆိုင်ရင်ထဲမှာပါဝင်သွားမှာဖြစ်တယ်လို့သိရပါတယ်စစ်မှုထမ်းရန်ပြက်ကွက်တဲ့ပြည်ပရောက်မြန်မာများကိုအမည်ပြဆိုင်ရင် blacklist နဲ့ဖောင်ရန်ထုတ်ခံရတဲ့ဆိုင်ရင်တွေထဲမှာထည့်သွင်းခံရပါကနိုင်ငံသားမှာရောက်နေရင်လေနိုင်ငံကူးလက်မှတ်တက်တန်းတိုးနိုင်မှာမဟုတ်ပဲမြန်မာနိုင်ငံကိုပြန်လာရင်လေလေးစိတ်မှာ blacklist ထဲမှာပါနေတဲ့အတွာ အဖမ်းခံရနိုင်တယ်လို့ပြောဆိုထားပါတယ်စစ်မှုထမ်းရန်ပြက်ကွက်တဲ့ blacklist လို့ခေါ်တဲ့အမည်ပြစာရင်းနဲ့ဖမ်းဝရမ်းထုတ်ခံရတဲ့စာရင်းကိုတည်တည်ချာချာစစ်ကောင်စီကပြုစုဖို့ရှိနေတယ်လို့မျိုးနဲ့စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့နဲ့ဓာတ်ရိုက်ပတ်သက်တဲ့သတင်းရေးမြစ်ကရှင်းပြပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကရုရှားနိုင်ငံကိုမြန်မာအလို့သမားများဆီလွတ်နိုင်ရေးနှစ်နိုင်ငံနားလည်မှုစာချုပ်လွှာ MOU ရေးထိုးနိုင်ရန် အေဂျင်စီများနဲ့ဘာသာစကားတင်နန်းကြောင်းများကိုခေါ်ယူညိနှိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနေပြည်တော်မှာစစ်ကောင်စီရဲ့အလုံသမားဝင်ကြီးချက်ဆွေကပြည်ပအလုပ်ကိုင်အေဂျင်စီများ ARA Academy Russia ဘာသာစကားကျွမ်းကျင်မှုတင်နန်းကြောင်းတို့ကိုခေါ်ယူညိနှိုင်းခဲ့တယ်လို့သိရပါတယ်။အလုံသမားများကိုရုရှားနိုင်ငံကိုဆင်လွတ်နိုင်ရေးအတွက်ရုရှားနိုင်ငံနဲ့နှစ်နိုင်ငံ MOU လက်မှတ်ရေးထိုးမှာဖြစ်ပြီးတော့အလုံရှင်နဲ့အလုံသမားသဘောတူညီမှုဆိုင်ရာစာချုပ်ကိစ္စများဆွေးနွေးခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဆွေးနွေးရမှာ တပ်ဆိုင်ရာနိုင်ငံများကထုတ်ပြန်ထားတဲ့ဥပဒေနဲ့အညီကာကွယ်စောင့်ရှောက်မှုများရရှိစေရေးဆေလွတ်မဲ့နိုင်ငံမှာလုပ်ငန်းခွင်အနေနဲ့ဘေးကင်းစေရေးတပ်မတ်အလုပ်ချိန်နဲ့ကျွမ်းကျင်မှုအလိုက်လောက်ခလာစာရရှိရေးအလုပ်သဘောတူစာချုပ်ခိုင်းပါရေးပြည်ပနိုင်ငံကနေရရှိတဲ့လောက်ခလာစာများကိုပြည်တွင်းထဲမှာရှိတဲ့မိသားစုများထံကိုစနစ်တကျငွေလွှဲပို့နိုင်ရေးအတွက်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်ရုရှားကတော့ zero cost လို့သိရတယ်နှစ်နိုင်ငံ MOU နဲ့ ်ရုရှားနိုင်ငံစီကိုအလုံသမားတွေလွှတ်မှာမို့လို့အလုံသမားတွေဘက်ကပြည်ပအလုံကန်ဝင်းဆောင်ကဇယိတ်ပေးစရာမလိုဘူးလို့သိရပါတယ်ရုရှားမှာရှိတဲ့စောက်လုပ်ရေးလုပ်ငန်းနဲ့စိုက်ပျိုးရေးလုပ်ငန်းတွေစီကိုအဓိကထားပြီးတော့ပို့ဖို့ရှိနေတယ်လို့ပြည်ပအလုံကန်အေဂျင်စီလုပ်ငန်းရှင်တို့ကရှင်းပြထားပါတယ်စစ်ကောင်စီကရုရှားနိုင်ငံကိုအလုံသမားများစေလွတ်နိုင်ရေးအတွက်လှုံ့ဆော်နေတော့လေတခြားတစ်ဖက်မှာတော့ပြည်ပကိုအလုံသမားစေလွတ်ရမှာအဓိကကြတဲ့ ပြည်ပအလုံသမားတပ်တေကံကပ်ပြား OWIC ကပ်များကိုဖေဖော်ဝါရီလ14ရက်နေ့ကနေစတင်ပိတ်ပင်ထားရာဒီကနေ့ဖေဖော်ဝါရီလ25ရက်နေ့အထိ17ရက်ကြာဆက်လက်ပိတ်ပင်ထားဆဲဖြစ်တယ်လို့သိရပါတယ်။ OWIC ကပ်ထုတ်ပေးတာတွေကဖေဖော်ဝါရီလ21ရက်နေ့ပြန်ဖွင့်ပေးမယ်လို့ပြောလိုက်ဖေဖော်ဝါရီလ24ရက်နေ့ဖွင့်ပေးမယ်လို့ပြောလိုက်နဲ့အခုတည်းအထိကိုမဖွင့်ပေးသေးပါဘူး။ညွန်ကြားချက်အစ်စ်ထွက်မယ်ဆိုပြီးတော့လည်းထွက်မလာသေးဘူး။အလုံသမားတွေကလေရင်လက်မှတ်တွေဖြတ်ထားပြီးသားတွေအကုန်လုံးတိုင်နေပတ်ဒုက္ခတွေရောက်နေကြရတယ်။ ပြည်ပမှာအလုတ်သွားလို့မဲ့အလုတ်သမားတွေကိုပြည်ပထွက်လို့မရအောင်လှုပ်ထားတာလို့ဂျပန်နိုင်ငံကိုကျွမ်းကျင်အလုတ်သမားများဆီလွတ်နေတဲ့ပြည်ပအလုတ်ကိုင်အေဂျင်စီပန်ရှင်တအုပ်ကရှင်းပြထားပါရယ်ဇန်နဝါရီလ31ရက်နေ့ကအချမ်းဘတ်စေကောင်စီကထိုင်းနိုင်ငံဆိုင်ရာမြန်မာတန်အမတ်ချစ်ဆွေကိုအလုတ်သမားဝင်ကြီးအသစ်ဖြစ်နေပြောင်းလဲခန့်အပ်ပြီးတဲ့နောက်ပြည်ပကိုအလုတ်သမားဆီလွတ်ရေးပိတ်ပင်မှုများလှုပ်ဆောင်နေကစီးမြင်စည်းကမ်းနဲ့ကန့်သက်ချက်အသစ်များကိုလည်းချမှတ်ရန်ပြင်ဆင်နေကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းမြို့နယ်မင်းကွန်းတိုက်နယ်လက်ပံရွာမှာရှိတဲ့နေအိမ်အလုံး100ခန်းကိုတင်ကန်းဝက်ပြူစောတိခေါင်းဆောင်ဝေပုတ်လာစမ်းတဲ့အဖွဲ့က သုံးချိန်ခွဲပြီးတော့မိရှုဖြက်စီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ9ရက်နေ့ညနေ6:00နာရီကန်ကသခိုင်းမြို့နယ်မင်းကွန်းဒေသကနေအိမ်စည်းကနှစ်စီးနဲ့သခိုင်းမြို့ဘက်ကိုပြန်လာတဲ့သခိုင်းမြို့မိုးစာရက်ကွက်အုပ်ချုပ်ရေးမှူးပြူစောတိခေါင်းဆောင်ရွှေချောင်းနဲ့အဖွဲ့ကိုသခိုင်းမင်းကွန်းလမ်းပေါ်လက်ပံချေးရွာအထွက်မှာ Road to Mandalay အဖွဲ့သားများနဲ့ပြည်သူအစည်းအဝေးတပ်ဖွဲ့ကပူးပေါင်းကပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးပြစ်ခတ်ရှင်းလင်းမှုကြောင့် ။စကိုင်းမြို့ကနေအကြံပတ်စစ်သားများနဲ့တင်ကားဝတ်ပြူစောတိခေါင်းဆောင်ဝေပုလာစမ်းတဲ့ဥဆောင်တဲ့ပြူစောတိများကလက်ပံရွာကို၃ချိန်တိုက်တိုက်ဝေရောက်ပြီးတော့မိရှုခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးဝေရောက်မိရှုရမှာပြည်သူတချို့လည်းဖမ်းဆီးခံရပြီးတော့ခြေရွာနေပြည်သူများလည်းစစ်ဘေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ရွှေကြားနဲ့အဖွဲတိုက်ခိုက်ခံရပြီးတော့သုံးချိန်ခွဲပြီးတော့မိရှုသွားတာပါ။ဘယ်နဲ့ဘယ်ရက်တွေရှုသွားတယ်ဆိုတာအတိအကျပြောပြဖို့တော့ခက်ခဲပါတယ်။အင်ဂျီတရာလောက်မိလောင်ပြကြသွားတယ် ပြည်သူတွေကတော့တင်းရှောင်နေရတာပေါ့အခုတော့တချို့တွေပြန်ဝင်လာနေကြတဲ့သူတွေလည်းရှိပါတယ်ဝင်ပြီးတော့မိရှို့တဲ့အချိန်တချို့ဖမ်းဆီးမှုတွေရှိပေမဲ့နောက်ပိုင်းမှာပြန်လွတ်လာကြပါတယ်လို့မင်းကွန်းတိုက်နယ်သတင်းမှပြန်ကြားရေးကတောင်ရှိသူတို့ကရှင်းပြထားပါတယ်ဇကိုင်းမျိုးမိုးစာရက်ကွက်အုတ်ချုပ်ရေးမှုပြူစော်တီခေါင်းဆောင်ရွှေကြားတိတ်ဆုံမိတဲ့နောက်တင်ငန်းဝတ်ဝေပုလစမ်းတဲ့ကပြူစော်တီများကိုဥဆောင်ကဇကိုင်းမျိုးနယ်အတွင်းမှာရှိတဲ့ပြည်သူများကိုစစ်မှုထမ်းရန်ပေါ်တာဆွဲဖမ်းဆီးခြင်းစက်ကြီးကောက်ခြင်းချင်းချောက်အနိုင်ကျင့်ခြင်းတို့ကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ် အခုကာလာကစည်ရဲအရှိန်မြင့်တဲ့ကာလာဖြစ်လို့မိဘပြည်သူတွေအနေနဲ့စစ်ကောင်စီဘက်တော်သားတွေနဲ့အတက်နိုင်ဆုံးဝေးဝေးမှနေကြဖို့နဲ့စည်ရဲအသည့်သတိရှိကြဖို့တိုက်တွန်းကြပါတယ်လို့မင်းကွန်တိုက်နယ်သတင်းမှန်ပြန်ကြားရေးကတာဝန်ရှိသူကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းငဖဲမြို့နယ်မှာရှိတဲ့လင်းတဲရွာဖုန်ကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခတ်ရာပြည်သူနာဟုသိဆုံးပြီး73ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဖေဖော်ဝါရီလ23ရက်နေ့မွန်လွယ်ပိုင်းမှာမဖဲမြို့နယ်လင်းတဲရွာဖုန်ကြီးချောင်းကိုအကြမ်းမဆက်တကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါဒအကြမ်းမဆက်တရဲ့လေချောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူ၅ဦးသေဆုံးက73ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါဒအဲ့ဒီထိခိုက်ဒဏ်ရာရသူများထဲမှာဒဏ်ရာပြင်းထန်သူများလည်းပါဝင်ပြီးတော့အသက်အန္တရာယ်ဆိုရင်ရတယ်လို့ပြောပါဗါဒပြည်သူပိုင်းနေအိမ်၃လုံးလဲမီးလောင်ပျက်ကျခဲ့ရတယ်လို့သိရပါဗါဒ လင်းတဲ့ကြေးရွာကိုစစ်ခွေးတွေလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာအသက်ကြီးပိုင်းအမျိုးသမီးတအုပ်နဲ့လူလက်ပိုင်းအမျိုးသားတအုပ်တေဆုံးနဲ့73ထိခိုက်ဒဏ်ရာရတယ်နေအိမ်နှလုံးနဲ့မီးလောင်ပျက်စီးသွားတယ်ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာဒဏ်ရာပြင့်ထန်တဲ့သူတွေလည်းပါတယ်ဖုန်ကြီးเจ้าကိုကျဲသွားတာသူကလူစုဝဲစုဝဲတွေ့ရာကိုကျဲတာအကုန်လုံးကပြည်သူတွေပါလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်အလားတူပဲသခိုင်းတိုင်းကတ္တာမြို့နယ်ဟဲနာကြီးရွာအုပ်စုကိုလည်းအကြမ်းမဆက်တကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့် ြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်၆လုံးပျက်စီးခဲ့ရကြောင်းကတာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်။ဖေဖော်ဝါရီလ24ရက်နေ့မနက်10:50မိနစ်နဲ့မွန်လွယ်10:30မိနစ်ခန့်မှာအချက်မဲ့စစ်တပ်ကကတာမြို့နယ်ဟဲနာကျေးရွာအုပ်စုအတွင်းကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အချက်မဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိပြီးမီးလိုင်းကျိုးများနဲ့လူနေအိမ်၆လုံးအနည်းငယ်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ ပြည်သူသုံးဦးမစိုးရင်ကထိခိုက်တိုင်းကအနေငယ်ရတယ်လိုင်းကျိုးတွေပြတ်ကြပြီးတော့တိုင်တိုင်လည်းကျိုးသွားတယ်လူနေအိမ်၆လုံးအနေငယ်ထိခိုက်ပျက်စီးတယ်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဘုံကျဲတိုက်ခိုက်သွားတာပါပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်တာကအကြမ်းဖက်စစ်တပ်အနေနဲ့အကြောက်တရားကိုပေးကျင်တဲ့ပုံစံမျိုးရယ်အကြမ်းဖက်ချင်တာကြောင့်ရင်လည်းဖြစ်ပါတယ်လို့ကတ္တာမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းကြိုက်လန့်မြို့နယ်ကအသက်16နှစ်အရွယ်မောင်ဆန်းဝင်းအောင်ဟာတလားကြောကြားပျောက်ဆုံးမိတဲ့နောက်စစ်တပ်ထဲမှာစစ်မှုထမ်းရန်ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇန်နဝါရီလတရက်နေ့ကရန်ကုန်ကိုသွားရင်းနဲ့အသက်16နှစ်အရွယ်မောင်ဆန်းဝင်းအောင်ဟာမိသားစုနဲ့အဆက်အသွယ်ပြတ်တောက်သွားတယ်လို့သိရပါတယ်။တလားကြောကြအောင်အဆက်အသွယ်ပြတ်တောက်သွားပြီးတဲ့နောက်မောင်ဆန်းဝင်းအောင်ကအဲ့ဒီစစ်တပ်ထဲမှာရောက်ရှိနေတယ်လို့ပြောပါတယ်။တလားကြောကြချုံနံခွဲရပြီးတဲ့နောက်စစ်တင်နှန်းချောင်းကိုအပုတ်ခံလိုက်ရကြောင်းနဲ့မိသားစုကိုစိတ်မပူရန်ပြောဆိုကြောင်း ဖုန်းဆက်သွယ်ရမှာလဲအခြားသူတို့ရဲ့ဖုန်းကနေပြီးတော့ဆက်သွယ်ရခြင်းဖြစ်တယ်လို့မိသားစုထံကိုအတိပေးအကြောင်းကြားထားတယ်လို့ပြောပါရယ်မောင်ဆန်းဝင်းအောင်ကအဖွားနဲ့နေတာပါအမေမရှိဘူးမိသားစုမှာယောက်ျားလေးဆိုလို့သူတယောက်တည်းကြံတာအခုကတလားကြော်ကြာအချုံတော်ခံနေရတယ်အခုတော့စစ်တပ်ထဲကိုရောက်နေပြီလို့ပြောတယ်ဘဲတက်လဲတော့မပြောဘူးဖုန်းတော်မှသူများရဲ့ဖုန်းကို ခိုးပြီးတော့စိုက်ကားတာလို့ပြောတယ်လို့မောင်ဆန်းဝင်းအောင်ရဲ့အဖွားနဲ့နီးစပ်တဲ့ဆွေမျိုးတူကရှင်းပြထားပါဗါတယ်အသက်16နှစ်အရွယ်သာရှိသေးပြီအသက်အရွယ်မပြည့်သေးတဲ့ကလေးငယ်တအူးကိုစစ်မှုထမ်းရန်ဖမ်းဆီးသွားတဲ့အတွက်ခြေရွာပြည်သူများနဲ့မိဘဆွေမျိုးများကဝမ်းနည်းနေရပြီးတော့ပြန်လဲရွေးထုတ်ဖို့ရာကလည်းဘယ်တက်မှရောက်နေတယ်ဆိုတာကိုမသိရတဲ့အတွက်စက်တွေရန်အခက်အခဲဖြစ်နေတယ်လို့ပြောပါတယ်လက်တလုံးမှာစိုက်လက်မျိုးနဲ့ထုံးကြီးရွာမှာစစ်မှုထမ်းကြီးဆိုပြီးတော့ အိမ်တော်စုတွေစီကနေတအိမ်တော်ကိုငွေကျပ်9500လိုက်လံကောက်ခံလျက်ရှိတယ်လို့ဒေသခံပြည်သူများကတိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ